ဆိုမြင့်နန္နာထက်အစာပေါင်းများစွာတာလွန်နဲ့စိမ့်ဆိုင်ပိုင်ရှင်တထေးမကြီးကိုလက်ထက်ပြီးဖြစ်တဲ့ဖြိုးကြီးအဆိုတော်ဖြိုးကြီးဟာနမဲကြီးအဆိုတော်ဖြစ်ပေမဲ့နေအေးတာကြောင့်ဆိုရှယ်မီဒီယာမှာတွေ့ရနေတဲ့သူပါအတန်ရှာရှာလေးနဲ့တီဆိုနိုင်တဲ့ဖြိုးကြီးဟာတစ်ခေတ်တစ်ခါတုန်းကတော့နမဲရမ်းကြီးခဲ့ပါတယ်သူ့တချင်းတွေဟာလူငယ်တွေရဲ့ပါဇက်ပြားမှာစွဲနေတဲ့အထိအောင်မြင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဖြိုးကြီးဟာတချင်းတစ်တွေမထွက်ရှိတော့ပါဘူး ဖြိုးကြီးဟာနမဲကြီးမင်းသမီးစိုးမြင့်နန္ဒာနဲ့တရားဝင်ကွာရှင်းပြီးတဲ့နောက်နှစ်အတော်ကြာတဲ့အချိန်မှာစိန်ဆိုင်ပိုင်ရှင်တထေးမကြီးနဲ့လက်ထက်လိုက်ပါပြီးရှမ်းရိုးရဝတ်စုံတွေကိုဝတ်ဆင်ပြီးတော့ငမတ်ထိုးကြတဲ့ပုံရိပ်တွေထွက်ပေါ်လာပြီးတော့ဖြိုးကြီးအတွက်ဝမ်းသာပေးခဲ့ကြပါတယ်မခိုင်မှုမှုတွေကမိုင်မရှင်းချက်မန်ဂျယ်လီစိန်တိုက်ကြီးကိုဖွင့်လှစ်ထားခဲ့သူပါသူတို့နဲ့ ။ရောက်ချစ်သူဖြစ်နေတဲ့ဓာတ်ပုံတွေကို မကြာခဏဆိုရှယ်မီဒီယာမှာတင်လေးရှိပါတယ်။ဖြိုးကြီးနဲ့အသက်အရွယ်မကွာခြားပဲနှစ်ယောက်လုံးကတည်ငြိမ်အေးဆေးထားတဲ့အပြင်မင်္ဂလာပွဲကိုလည်းရိုးရိုးရှင်းရှင်းပဲကျင်းပလိုက်ပါတယ်။မခိုင်မှုမှုသေးကဖြိုးကြီးအပေါ်မှာဂယုစိုက်ပေးတဲ့သူဖြစ်ပြီးနမဲကြီးအဆိုတော်နဲ့ချစ်သူဖြစ်ရတယ်ဆိုပေမဲ့ ကြွားလုံးထိုးတက်သူတော့မဟုတ်ပါဘူးစက်တရေရှိရှိလှပတဲ့အပြင်တည်ငြိမ်အေးဆေးတဲ့အမျိုးသမီးဖြစ်လို့အမျိုးသမီးချင်းတောင်မှအားကျနေရတဲ့သူပါသူတို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုမတ်လ6ရက်နေ့မှာ အာကျင်းပါခဲ့ကြပါတယ်ဖြိုးကြီးဟာနမေကြီးမင်းသမီးဆိုးမြက်နန္ဒာနဲ့အကြီးကျယ်ခန်းခန်းနန္ဒာမင်္ဂလာဆောင်ခဲ့ပြီးအဲ့ဒီခေတ်ကတော့ဂျာနယ်တွေမကစ်စင်းတွေမှာပလူပြန်အောင်ဖော်ပြခံခဲ့ရပါတယ်ဆိုးမြက်နန္ဒာနမေကြီးတဲ့အချိန်မှာလက်ထပ်ပြီးညသုံးမောင်ဆိုတဲ့သားလေးတယောက်ထဲမွေးဖွားခဲ့ပါသေးတယ်နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်အဆင်မပြေတော့လို့ကွာရှင်းခဲ့ကြပါတယ်ဖြိုးကြီးဟာဆိုးမြက်နန္ဒာနဲ့ကွာရှင်းပြီးတဲ့နောက်မှာ နောက်ထပ်အခြေရေးသတင်းတွေမထွက်ပေါ်လာတော့ဘဲတယောက်တည်းဖြတ်တန်းခဲ့ရပါတယ်။စိုးမြင့်နန္ဒာကတော့တချိန်ကမင်းသားကြီးစိုးသူနဲ့လက်ထပ်ခဲ့ပြီးနောက်မှာဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါသေးတယ်။စိုးသူဟာအမေရိကန်မှာနေထိုင်ပြီးမြန်မာနိုင်ငံကိုပြန်လာတဲ့အချိန်မှာစိုးမြင့်နန္ဒာနဲ့လက်ထပ်လိုက်ကြတာပါ။စိုးသူဟာသူ့ရဲ့သမီးအရင်းကိုပြန်မကြည့်ပေမဲ့စိုးမြင့်နန္ဒာရဲ့သားလေးကိုတော့ပညာရေးမှာဦးစားပေးခဲ့ပါတယ်။အခုတော့စိုးမြင့်နန္ဒာရဲ့သားမြတ်သုံးမောင်ကအမေရိကန်မှာတက္ကသိုလ်တက်နေတာကြောင့် ။စိုးမြင့်နန္ဒာနဲ့စိုးသူတို့လည်းအမေရိကန်မှာပဲပြောင်းရွှေ့နေထိုင်လိုက်ကြပါတယ်။စိုးမြင့်နန္ဒာကမြန်မာနိုင်ငံမှာနာမည်ကြီးမင်းသမီးဖြစ်ပေမဲ့အမေရိကန်မှာတော့ပုံရိပ်တိုက်တစ်ခုမှာချိန်ပိုင်းအလုပ်ကိုလုပ်နေရပါတယ်။စိုးမြင့်နန္ဒာလည်းစိုးသူနဲ့လက်ထပ်ပြီးတော့ဘဝကိုစီခြေချသွားပြီးဖြစ်ပြီးဖြိုးကြီးလည်းသူ့အပေါ်မှာတကယ်ချစ်ပေးတဲ့အမျိုးသမီးနဲ့လက်ထပ်လိုက်ပြီးဖြစ်ပါတယ်။ ချိုးကြီးဟာစိုးမျက်နှာနဲ့လက်ထက်တုံးကတော့အိမ်အောင်ရေးကံမကောင်းခဲ့ပေမဲ့အခုတော့အဆစအအရာရာသားလုံးနဲ့အမျိုးသမီးနဲ့လက်ထက်ရပြီဖြစ်တာကြောင့်အိမ်အောင်ရေးကံကောင်းတော့မှာပါအသက်အရွယ်တစ်ခုကိုရောက်နေပြီဖြစ်ပေမဲ့လည်းအချစ်ကပဲအဓိကကြတာကြောင့်ချိုးကြီးလည်းတကယ်ချစ်တဲ့သူကိုရှာတွေ့သွားပါပြီ ကွာရှင်းစဉ်တုန်းကလည်းတရားဝင်ကွာရှင်းခဲ့သလိုလက်ထက်တဲ့အချိန်မှာလည်းတရားဝင်လူသိရှင်ကြားလက်ထက်နိုင်တာကြောင့်ဖြိုးကြီးရဲ့စိတ်သက်ကိုပရိသတ်တွေကသဘောကျကြပါတယ်။တစ်ချိန်ကအိမ်အောင်ရေးကံမကောင်းခဲ့ပေမဲ့စိန်တိုက်ပိုင်ရှင်တထေးမကြီးနဲ့လက်ထက်သွားတဲ့ဖြိုးကြီးပေါ်မှာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင် ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေအမှုပညာရှင်တွေရဲ့သတင်းနဲ့အတူပြန်လာခဲ့အောင်မှာဖြစ်လို့ကျမတို့ရဲ့ page လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့။ဦးရှင်အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။